လောကလူတွေကသိချင်းတရားဆိုရင် မအောင်မေ့ချင်ကြဘူး။ဘာဖြစ်လို့မအောင်မေ့ချင်တော့ဆိုလူတွေကသိတယ်ဆိုတဲ့စကားပြောရင်ကို နမိတ်မရှိနမမရှိလို့ဒီလိုထင်ကြတယ်။နမိတ်မရှိနမမရှိပေါ့။မသိဘူးဆိုတာကိုပဲသူတို့ကြားကျင်နေကြတယ်။သို့တော့ကြားကျင်လို့ရောကြားရရဲ့လားလို့ဆိုဖေးကြားရမှာလေ။တံဝေကစိတ် ရှိထားမယ်အသိဉာဏ်နေရှိထားမယ်ဆိုလို့ရှိရင်သိခြင်းတရားဆိုတာဟာသဘာဝတစ်ခုကိုဖော်ကျူဖော်ပြထားတာဖြစ်တယ်အဲဒီမှာသိခြင်းတရားဤတစ်ပါးကစီးပွားများမြောင်အကျိုးဆောင်အိုးအောင်အောင်းမေ့စီးပြန်ကြလို့ရှိကဆရာတော်ကြီးတွေကဒီလိုဆုံးမဩဝါဒပေးထားလူတိုင်းလူတိုင်းဟာမသေးမှာမဟုတ်ဘူးသေမှာပဲ တည်တဲ့အခါတည်ခြင်းတရားကိုရဲရဲဝံ့ရင်ဆိုင်ပြီးတော့ကုသိုလ်ကောင်းမှုနဲ့ဘဝတစ်ခုကအရှုံးမရှိတည်ဖို့ကအရေးကြီးတယ်ပေါ့အရှုံးနဲ့တည်သွားလို့ရှိရင်လူဝါဆိုတာပြန်ရကြမှာရတော့မှာအဲ့ဒါကြောင့်မို့လို့အရှုံးနဲ့မှာထပ်ပြီးတော့မရှုံးစေရအောင်အခုလို့မိမိတို့ကိုယ်ဝယ်စည်းကပ်တဲ့ဆရာသမားအန်ဒီမတ် သာပနလို့ခေါ်တဲ့သာဓုကိလနသဘင်ကိုရှင်ကျင်းပနေကြတဲ့အခါမှာဆရာသမားတွေရဲ့သုံးဝဩဝါဒဥဆောင်ကျင်းပကြတဲ့ဆရာတော်တန်ဃာတော်တွေရဲ့အဆုံးအမနဲ့တန်ဝေကဖြစ်ပွားပြီးတော့ကုသိုလ်တရားတွေမြတ်မြတ်ဖြစ်အောင်ကြိုးစားတဲ့နေဒါဟာပျော်ပွဲရှင်ပဲမဟုတ်ဘူးတန်ဝေကဖြစ်ရမယ့်ပွဲဖြစ်တယ်တန်ဝေကဖြစ်ဖို့ရာအတွက်လည်း စဉ္ညံတုံတရားရှိကြရမယ်မရှိဘူးဆိုလို့ရှိရင်လူဘဝဖြစ်ရကြိုးနတ်မှာမဟုတ်ဘူးဒီတန်တရားတွေကလွတ်ဖို့ဆိုတာ